ရခိုင်မှာအခုမိုးဥကာလာအတွင်းငပြားယောဂါဖြစ်ပွားသူပုံမများပြားလာနေတယ်လို့ဒီသခန်တွေစီကနေပြရပါတယ်။ငပြားဖြစ်ပေါ်နေမှုဟာပုံနာကျွန်းကြောက်တော်ဘူးတိတော်မောင်တော်ယတိတော်ညဦးမင်းပြားစားတဲ့မြို့နေတွေမှာအဖြစ်များနေရလို့ဒီသခန်တွေကပြောပါတယ်။အဲ့ဒီယောဂါပိုးတွေ့ရှိသူအများပြားဟာရှင်းပြနေကနေတစင်းအိန္ဒိယကို သွားရောက်ကုန်သွယ်ကြတဲ့ကုန်တီတွေဖြစ်နေတာကိုတွေ့ရှိရတယ်လို့ ပုံနာကျွန်းဒေသခံအမျိုးသမီးတယောက်ကပြောပါရယ်။ဒါအပြင်အခုမိုးဥကာလဟာခြင်သားပေါက်ရာသီဖြစ်တဲ့အတွက်ခြင်ကြိုက်တာကြောင့်လေငပြားယောဂါတွေပုံမှုဖြစ်ပွားနိုင်တယ်လို့သိရပါရယ်။ဒါပေမဲ့အဲ့ဒီဒေသတွေကစီပီးရှောင်ပြည်သူတွေဟာခြင်ထောင်တွေအလုံးလောက်မရှိတဲ့အတွက်ခြင်ကြိုက်ခံပြီးအိပ်စက်နေရတယ်လို့ပုံနာကျွန်းမြို့နေကစီပီးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတယ်မလီလီမင်းကပြောပါရယ်။ အာရခပြည်သူတော်လှန်ရေးအစိုးရထိန်းချုပ်ထားတဲ့မြို့နေတွေမှာပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအထိလေးလအတွင်းမှာငပြားယောဂါဖြစ်ပွားသူအယောက်၄၀၀ကျော်အထိရှိခဲ့တယ်လို့သိရပါတယ်ရှင်။